တကောခေါ်တဲ့ online magazine မှာဇွန်လ29ရက်နေ့ကဖော်ပြခဲ့တဲ့ W ရေးသားတဲ့ပိုက်ကွန်ထဲပါလာတဲ့တီကံမရောက်တက်မပြောင်းဆိုတဲ့ဝတ္ထုတို့ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်။ရွာမှာလူထုဆန်းတယောက်ရှိတယ်။ထူးထူးဆန်းဆန်းလှုပ်တက်လို့အရက်ကသူ့ကိုလူထုဆန်းလို့တီထားကြတယ်။တခါတရံတငါအလုပ်ကိုလုပ်တယ်။တခါတရံသူကလဲထဲမှာအလုပ်လုပ်နေတာမျိုးပါ။ရွာမှာတော့သူ့ကိုဥုံချစ်လို့ခေါ်ကြတယ်။ အသက်က40ကျော်သူ့ကိုအများဆုံးတွေ့ရတာက6ရုံထဲမှာပါလေဒီစည်းပေါ်မှာဆဲလေးကလေးဖွာလို့တခါတလေချောင်းစားမှာသူထောင်ထားတဲ့မြုံတွေကိုတန်ကောက်ကြိတ်ကလေးနဲ့ချိတ်ပြီးလေပေါ်ဆွဲတင်နေတာမျိုးတွေ့ရတတ်ပါတယ်ကိုအုံး900လာဘလို့လဲဗျအချင်းကြီးဒီလိုမေးရင်သူ့လက်သုံးစကားကမစားတာပါဘူးဗျာတဲ့ဘသူမေးမေးဒီစကားတခုမဲသူဖြေတယ်သူကခွန်ပြစ်တယ်မြုံထောင်တယ်တာယိုးဘေးကအိုင်ကလေးတွေမှာအိုင်ပက်တယ်ငားများတယ် တခါလေသူဖားများတာကိုလည်းတွေ့ရတတ်ပါတယ်။တည့်ရမှာတော့ကွန်ပြင်းရင်သူ့ပိုက်ကွန်ထဲအလေးချိန်စီးတဲ့အရာတခုပါလာတယ်လို့သူခံစားမိလိုက်ပါတယ်။သူ့ရဲ့ကွန်ပြစ်တက်တန်းတစ်ချောင်းမှာအခုလိုအလေးချိန်စီးတဲ့ပိတ်တက်ချိန်လောက်ရှိတဲ့ငါးမျိုးတခါမှရဘူးတာမရှိတော့သူ့စိတ်ထဲမှာအပိုင်ပဲလို့တွေးမိလိုက်ပါတယ်။ကွန်ကိုတဖြည်းဖြည်းဆွဲတင်နေဒီလောက်ကြည့်တဲ့ငါရုံးကန်ထွက်ပြေးသွားမှကိုလေစိုးရင်ရသေးတာကိုကွန်ဆွဲတင်ရင်ကွန်အစ်စ်မဝဲနိုင်တာကိုပဲသူ့စိတ်ထဲနောင်နာရသလိုလို့ ဒီလောက်ကြီးတဲ့ငားကိုကွန်အဟောင်းလေးနဲ့ပစ်ဖမ်းရတာကိုပဲအားမရတလို့လို့ဖြစ်နေတယ်လေဘော်ကိုကွန်တဝက်လောက်အထိဆွဲတင်ပြီးချိန်မှာတော့ကွန်ရဲ့အရာကမလုံမရှက်ငြိမ်သက်လိုက်ပါလာတာကိုလည်းသူတန်ရရဖြစ်လာပါတယ်တက်ရှိတံဝါရီဆိုတာကအကောင်သေးသေးကြီးကြီးတခုခုနဲ့ဖမ်းမိတာကိုကြုံလိုက်ရချိန်မှာတော့ရုံးကန်လှောက်ရှားတာမျိုးရှိတတ်တယ်လေအခုတော့တုံတုံများမလို့ရုံးကန်ခြင်းမရှိပဲအလိုက်တဲ့လိုက်ပါလာတာဗာများလဲပေါ့သူတွေးထားတာကတော့အလေးချိန်စီးတဲ့ငါအကြီးကြီးတကောင် ရေပေါ်ပေါ်လာမှပဲအင်းနဲ့အားနဲ့ယုံထွက်ဖို့တအေးတဆေးအန်ရီကိုချိန်ဆနေတာမျိုးလားတရဝါဆိုတာကလည်းအကောင်ကြီးရင်ကြီးတဲ့လောက်ညံမြတ်တတ်သေးတာမို့လားကွန်လက်ကြံကိုလေပေါ်ကိုအပြီးသက်ဆွဲတင်လိုက်တယ်သူဆွဲတင်နေတုန်းဖြတ်ခနဲ့တွေ့လိုက်ရတာကသူထင်တယ်လို့ငားတကောင်မဟုတ်ပဲပြောင်ချော်ချော်နဲ့မပြောဘူးလို့ပုံစံအရာတစ်ခုပါအရာဘုတုအလေးချိန်နဲ့ကွန်ရဲ့ခန္ဓာအားမမြတဲ့အတွက်စုပ်ပြဲသွားပြီးသောသောကသူမြင်လိုက်ရတဲ့အရာလဲရေထဲပြန်ပြုတ်ကျသွားတာကိုသူတွေ့လိုက်ရပါတယ် ဒီချောင်းရုံထဲမှာငားရှာသူတွေကွန်ပျူတာသူတွေအများကြီးထဲမှာသူတယောက်တည်းပဲတွေ့ရတဲ့အရာကဘာများလဲသူ့ကိုနတ်ဒီဝါတွေကငားရှာတဲ့အလုပ်ကိုဆွလွန်ပြီးတသက်လုံးတအေးတဆေးထိုင်နေရမယ့်စည်းစိမ်ကိုခံစားရဖို့ဖန်တီးပေးလိုက်တာများလားသူတွေးရင်ရေထဲပြုတ်ကျသွားတဲ့အရာကိုဆက်တင်ဖို့ပြင်မာတော့တယ်သူ့ကိုတယောက်ယောက်ကများကြည့်နေလိမ့်မလားဆိုတဲ့အတွင်းနဲ့ဘေးဘီကိုတစ်ချက်ကြည့်လိုက်ပြီး တူဦးတယောက်ကကြည့်မနေဘူးဆိုတာတေချာမှရေထဲကိုဒိုင်မင်ထိုးဆင်းသွားပါတယ်သူရေပေါ်ပြန်ပေါ်လာတော့ပြောင်ချောချောအရာတစ်ခုသူနဲ့အတူပါလာပါတယ်သူငန်းဖန်းတဲ့အလုပ်ကိုရက်ပြီးရေထဲကရတဲ့အရာကြီးနဲ့အတူအိမ်ကိုပြန်လာခဲ့တယ်အိမ်ပြန်လန်းတဲ့လျှောက်မှာသူ့လက်ထဲကအရာကိုဗာများလဲလို့ဝိုင်းမေးကြတော့ရေထဲကရတာလို့ပဲသူပြန်ဖြေတယ်မဲမဲချောချောမတူမရှည်နဲ့အရာကြီးကဘာဆိုတာသူမသိပါဘူး သူမတိတာကိုတိအောင်လုပ်ဖို့တွေလမ်းတစ်လျှောက်လုံးသူစဉ်းစားလာခဲ့ပါတယ်ဒီလိုနဲ့ရွာထဲရောက်လာတော့ကလေးတွေနဲ့စတိုးတော့တာပဲထူးထူးဆန်းဆန်းအရာကြီးကိုတယ်လာတဲ့သူ့အနားမှာကလေးတွေဝိုင်းအောင်လာပါတယ်အနားရောက်လာတဲ့ကလေးတွေကိုသူ၆လန့်ထုတ်လည်းမရပါဘူးကလေးတွေကသူ့နောက်ကိုပဲလိုက်လာကြပါတယ်သူကတော့ဒီအရာကိုလှုပ်ရထားဖို့စူးစမ်းနေရတာက သူ့မိသားစုတငါတဲ့လက်လုတ်လက်စားဘွားကနေတစ်စစ်ချိုးပြောင်းလဲအောင်လုပ်ပေးနိုင်မယ်လို့ယုံကြည်နေတာပါဒီတော့ဒီအရာကိုသူ လူအများရှိမောင်မှာထုတ်ခွဲဖွင့်ပြတာမျိုးမလုပ်ဖို့သူဆုံးဖြတ်လိုက်ပါတယ်။ဒီလိုမတွေးခင်ကခလေးတွေရှိမှသူဆယ်ပေါင်တူနဲ့ဒီအရာကြီးကိုရိုက်ဖွင့်ပါသေးတယ်။နှစ်ချက်သုံးချက်ရိုက်ဖွင့်ပေမယ့်အဲ့ဒီအရာကြီးကပွင့်မလာပါဘူး။ဒီလောက်ဖွင့်ရခဲ့တဲ့အရာဆိုတော့အထဲမှာသူမန်းထားသလိုရတနာတစ်ခုခုရှိနေတာဖြစ်ရမယ်လို့သူတွေးလိုက်ပါတယ်။သူရဲ့တငါတက်တန်းတစ်ချောင်းမှာရေထဲကအရာတဲ့အရာတွေထဲကအဖိုးမတန်တာမှန်သမျှပြစ်ထုတ်ခဲ့တာကြီးပဲဆိုတော့အခုလိုထူးဆန်းတဲ့အရာကြီးကတော့ သူ့အတွက်ယတနာကြီးပေါ့ရိုက်ဖွင့်ထုဖွင့်လို့မရတဲ့အစုံသူတို့မျိုးကြံမာတော့တယ်အများရှိမှဖွင့်ချလိုက်ပြီးတံပိုးရှိတဲ့အရာဆိုသူ့အတွက်ဝင်စုနှဲမကိုလည်းသူစိုးရင်လာပါတယ်သူတွေ့ထားတဲ့ဒီအရာရဲ့အကျိုးမြတ်ကိုလည်းသူတယောက်တည်းကသာရပိုင်ခွင့်ရှိရမယ်ဆိုတဲ့အတွေ့ကသူခေါင်းတွေရောက်လို့လာပါတယ်ဒီတော့ဒီအရာကြီးကို သူအိမ်ခန်းထဲမှာဖွင့်ထားလိုက်ပါတယ်အဲ့ဒီနောက်သူအိမ်သားမှာဝိုင်းအောင်နေတဲ့အရာထဲရသူတွေကိုလည်းပြန်သွားအောင်အရင်လုပ်ပါတယ်။လာကြည့်ရတဲ့သူတချို့ကတော့ ဘုံအောင်ဖွင့်ပါဗျကျွန်တော်တို့လည်းမတွေ့ဘူးလို့ကြည့်ချင်တယ်ဆိုတော့သူကဘာမှမဟုတ်ပါဘူးငါဖမ်းတဲ့နေရာမှာတုံးတဲ့ဗောဒီးပါဗျနောက်ရဲ့ချောင်းထဲဆင်းရင်အတုံးဝင်ပါပါလို့ပြန်ပြောတယ်ဒီလိုပြောပြီးသူကအိမ်ရှိခွက်ပြည့်လေးပေါ်ထိုင်ဆေးလေးလေးဖွာပြီးနေတယ်ခဏကြာတော့အိမ်ကိုလာတဲ့လူအုပ်ကြီးကဒဇဒဇနဲ့ပြန်သွားကြပါတယ်သူ့ခေါင်းထဲမှာဒီယာကြီးကိုဘလို့ပွင့်အောင်ဖွင့်ရမလဲပဲတွေးနေပါတယ်ဒီတစ်ခေါက်သူရသွားတဲ့အကြံကသူ့အိမ်ထဲမှာပဲတခုခုလုပ်ဖို့ပါ အရှိထွက်ပြီးလုံလုံချာချာလုပ်ရင်ဘေးရလူတွေမြင်သွားမှာလေသူဆိုရင်တခြားတယောက်ယောက်ကမြင်သွားရင်တဆင့်စကားနဲ့သူ့အိမ်ကိုနောက်တစ်ချိန်လူအုံလာမှာကိုလည်းမလိုလားဘူးအနီးနားကိုတစ်ချက်အကဲခတ်လိုက်တယ်လူသူတယောက်တလေကိုမှမတွေ့ရဘူးအရှိတာရုပ်ပေါ်မှာတော့ကလေးတွေဟာစော်ကစားနေကြတယ်ကလေးတွေအိမ်ထဲမဝင်လာဖို့သူ့အမျိုးသမီးကိုအရှိလေကလေးကနေထိုင်ဆောက်ခိုင်းလိုက်တယ်သူကတော့အိမ်မိုးကမီးဝခန်းထဲမှာရေထဲရရလာတဲ့အရာကြီးကိုဒဲဦးတဲ့ထက်လို့ကိုလုံနေပါခဏကြာတော့အုံးဆိုတဲ့အတန်ကြီးက တရွာလုံးကိုတုံလုံသွားစေပါတယ်ဒီအတန်းကိုတခြားရွာတွေကပါ ကြားလိုက်ရတာပါတချင်းတစ်ခါမှဒီလိုအတန်းမျိုးမကြားဘူးတာမို့ဘာများလဲပေါ့ဥုံချင်းရဲ့အင်္ဂလိပ်မှာတော့မိခိုးတွေကြားမှာပျောက်နေပါတယ်အရက်ထဲကသူတွေအိမ်သားကိုဝိုင်းဝန်းရောက်ရှိလာပေမဲ့အိမ်ထဲတော့မဝင်ရကြသေးပါဘူးသူအမျိုးသမီးကတော့အိမ်ရှိမှာအိမ်ထဲဝင်ရမလို့တော်ဝဲပြေးတရမလို့ပြာရခတ်နေပါတယ်မိခိုးလုံးတွေကြားမှာဥုံချင်းတရားကိုတည်သလားရှင်သလားလဲမသိကြပါဘူး လူငယ်တချို့ကအရေးဆုံးပြီးအိမ်ထဲဝင်လိုက်ချိန်မှာတော့ဒဏ်ရာတွေသွေးစသွေးနာနေတဲ့တတိလစ်နေတဲ့ဥုံချစ်ကိုတွေ့ရပါတော့တယ်။အရက်ကလူတွေကတော့ဆေးရုံအမြန်ပို့ဖို့လှုပ်ကြပါတယ်။ဒီလိုနဲ့ဆေးရုံမှာနှစ်ပတ်လောက်ကြာတော့ဥုံချစ်တရားကိုထူးထူးထောင်ထောင်ပြန်ဖြစ်လာပါတယ်။သူဆေးရုံကဆင်းဆင်းချင်းအမှုဖွင့်ခံရပြီးရှင်းလိုက်ရပါသေးတယ်။ရွာမှာတော့တီကံမရောက်တက်မပြောက်ခဲ့တဲ့သူကိုကြည်စံကိုဒဲအိုးတဲ့ထဲ့လို့တဲ့သူလို့ခေါ်ကြပါတယ်။ချောင်းရိုးတဲ့ငါးဖန်းနေသူတွေလေတဲ့ကောက်စိတ်သမားတွေ ကျောင်းစာသင်ခန်းထဲကကျောင်းသူကျောင်းသားတွေရဲ့ပါဇက်ဖျားမှာတော့ကြည်စံကိုဒဲဦးတဲ့ထဲ့လို့တဲ့သူအကြောင်းပြောမဆိုးပုံတောတိုးတောင်ဖြစ်လို့နေပါတော့တယ်။တတိအမျိုးအမည်မသိတဲ့အရာတွေကိုစမ်းသပ်ကြင်တွေတာတွေမလုပ်ပါနဲ့။အသက်အန္တရာယ်ရှိနိုင်ပါတယ်။